ဒီကောအများကြီးအကုန်လုံးအင်တိုက်အားတိုင်းစူးစမ်းထားကြရပါတော့။လူကဆိုမျှော်မှန်းထားတာထက်လူလေးကတော့နည်းနည်းကြည့်ရှုတဲ့နှုံးလေးနည်းနည်းနဲတယ်ပေါ့နော်။အဲ့တော့လည်းဆိုနည်းနည်းစိတ်မကောင်းပေါ့ကိုရအများကြီးစူးစမ်းထားတဲ့အခါကျတော့လေ။ကိုထိုင်ကကိုရောကောက်ပြပြီ။တောင်းစမယ်ဒီမှာကျမအမေမပေါ့ဒီစကားကတော့လေအဲဆုထားပထမဦးဆုံးရုပ်ရှင်လောက်အောင်ပြောလို့ရရတယ်ပေါ့နော်ဆုပြောဒီစကားလေးကိုလည်းအဲ့လိုမျိုးပေါ့ ပြိတ္တမြများလေးစီရောက်ရောက်စေခြင်းနဲ့စိတ်ဆန္ဒလေးလည်းဖြစ်တယ်ဗောနော်ကိုကိုကိုတော့လေအော်ဒါကိုရီပို့ကြိုးစားရမယ်နောက်ဆိုလည်းပို့ပြီးအားစိတ်ထောက်ရမယ်ဆိုတဲ့စိတ်လေးပဲဟုတ်တွေးဖြစ်ပါတယ် ဒီနေ့ရတာသူတို့ဒီအမြန်လန်းပေါ့နော်အမြန်လန်းစစ်တမိုင်မှာရှိရတာပါဒစီတီတော်ခြေတော်ရဖရားပေါ့နော်အဲ့မှာလာပြီးတော့ဒီမှာဟိုးကုစီမစုအဋိဋ္ဌံလာလုပ်တယ်ပြီးရခါကျတော့ဒီမှာဒီနေ့လာပြီးနေဆိုတော့လာတဲ့လူတွေဒီမိသားစုရဲ့အပရိသတ်တွေအကုန်လုံးဒီနေ့အချိုးပွဲလေးစတုတ္တိတာလာကြွေးတာပါ ဒီမြေတောင်မွေပကံမီစကားလေးတော့သူအဋိဌံလုပ်ထားတာပေါ့အဲစကားထဲမှာအဲခင်ဦးလေးကသူကသူ့မေကိုမျက်စိကုပေးရှင်လို့အဋိဌံထားသလိုမျိုးဒီအပြင်လက်တွေ့ပေါ်မှာလည်းသူကလေဒီမှာအဖိုးကူစီမှာအဋိဌံလေးပြုထားတာပေါ့နော်ဒီသူ့တို့ဒီရုပ်ရှင်ကားလေးရုံတင်ပြီးလို့ရှင်အဖိုးစီကိုလာမယ်အဲ့လိုကုသူတွေယူမယ်ပေါ့နော်အပွဲတွေပြိမယ်ဆိုပြီးတော့သူအဋိဌံလေးပြုထားတာအခုသူ့တို့ကားလေးလည်းရုံတင်ပြီးသွားပြီဆိုတော့သူ့ဒီမှာလာပြီးတော့အလှူတန်းလေးပြုတာပါကျိန်စာတဲ့မီနူနာဆွဲမယ်လို့ထင်နေရလားကို့တန်းရကို့ရောကောက်ပြပြီး တောင်းစားမယ်ဒီမှာကျမအမေမပေါ့ဒီကောက်အများကြီးအကုန်လုံး intake အားလိုက်စူးစမ်းထားကြရပါတော့အခုတော့ရုံဆင်းပြီးသွားပြီဆိုတော့တစ်ပတ်နှစ်ပတ် နှစ်ပတ်ပြတာခွင့်ရတာပေါ့အခုကအဲ့လိုမျိုးဘယ်လိုပြောရမလဲအခုအချိန်နေအချောင်းချောင်းညောင်းပေါ့နော်လူလူကတော့မျောမှန်းထားသလောက်တော့လူနဲတယ်ပေါ့နော်အဲ့တော့တော့ဆိုနည်းနည်းကိုကိုလည်းလေဟိုကိုဘာတွေစူးစမ်းရမလဲဘာတွေပြင်ဆင်ရမလဲဆိုတော့စိတ်ကလေးနဲ့ပဲအဲ့လိုမျိုးပြန်ပြီးတော့အဲ့လိုပြန်လုံနေရတာပေါ့နော်လူကဆိုတော့မျောမှန်းထားတာထက်လူလေးကတော့နည်းနည်းချစ်ရှုတဲ့နှုံလေးနည်းနည်းနဲတယ်ပေါ့နော်အဲ့တော့လည်းဆိုတော့နည်းနည်းစိတ်မကောင်းပေါ့ကိုကြီးအများကြီးစူးစမ်းထားတဲ့အခါကျတော့လေတချို့ကကြလို့ဆိုဒီကားလေးအဲ့လိုနည်းနည်းဟိုနည်းနည်းပြင်းစရာကောင်းလားဆိုပြီးတချို့ကလည်းထင်ကြမျိုးတွေရှိတယ်ပေါ့နော်တချို့က ကလည်းဇလန်းတွဲလို့တချို့ကထင်ကြရတယ်ထင်ကြတဲ့အခါကျတော့ယုံတွင်နေမှတချို့နယ်ဘက်ကပြိတ္တတွေဆိုလည်းတိတ်မတိလိုက်ကြဘူးပေါ့နော်အဲ့လိုလေးဖြစ်သွားတယ်အခုထိလည်းဆိုလေဘယ်တော့တင်မှလဲဆိုပြောဘယ်တော့တွင်မှလဲဆိုပြီးအဲ့လိုလေးမင်းနေကြအောင်ပဲပေါ့နော်တချို့အဲ့လိုတင်ပြီးရလည်းမတိလိုက်ကြဘူးအဲ့လိုမျိုးလေးလည်းရှိဖြစ်သွားတဲ့အခါကျတော့လေလူကတော့ဆိုမျောမှန်းထားတဲ့တော့နည်းနည်းလေးကြည့်ရှုတဲ့နှုံလေးနည်းနည်းနဲသွားပါပေါ့နော်အဲ့တို့လည်းဆိုစိတ်မကောင်းဘူးပေါ့ဟုတ်ပထမဖျားစေတွေဘယ်နှစုရှိလဲဆိုတာကိုညံခုံနေကြမယ်အစားအမေလိုမျိုးလိုက်ပြီးဆုံးကတ်နေတာမှအတိတ်ပဲရှိအောင်မယ် ီဇာကားကတော့လေအဆုထားပထမဦးဆုံးရုပ်ရှင်လိုအောင်ပြောလို့ရတယ်ပေါ့နော်ဆုဂျာမ်မှာလည်းအရင်ရိုက်ထားရိုက်ပြရတယ်လေဆုကြာခဲ့ပြီဂျာမ်မှာနားနေဖြစ်တဲ့အခါကြောက်လေဒါကွယ်ပထမဦးဆုံးပြန်ရိုက်တယ်လို့လည်းဖြစ်နေခါကြောက်လေအများကြီးလည်းအားဆိုင်ထားရယ်ပေါ့နော်အပြောဒီဇာကားလေးကိုလည်းအဲ့လိုမျိုးပေါ့ ပြိတ္တမများလေးစီရောက်ရောက်ဆေခြင်းနဲ့စိတ်ဆန္ဒလေးလည်းဖြစ်တယ်ဗောနော်ရှိတယ်ဗောဒီထက်တော့ပိုပြီးလူတွေအများများစီရောက်ဆေခြင်းနဲ့ဗောနော်ကိုရီစူးစားထားတဲ့ကားလေးလည်းဖြစ်တယ်ပြီးတော့အဓိကပကံအလွမ်းပြေဗောနော်ဇာတ်မှာအချောင်းချောင်းချောင်းပကံမသွားပြစ်တာလေးလည်းရှိတယ်ဗောနော်အဲ့ခါကျတော့ဒီဇကားကြီးတွေကနေပြီးတော့ပကံရဲ့အလှပတွေပကံဖျားရတယ်အများကြီးမရမယ့်အခါကျတော့ပကံအလွမ်းပြေလည်းဖြစ်တယ်ဗောနော်အဲ့ဆိုများများအဲ့လိုကြည့်ဆေခြင်းနဲ့စိတ်တော့ဖြစ်တာဗောနော်များများကြီးဒါကိုသိစေခြင်းနဲ့အလှပလေးများများလေးတွေ့စေခြင်းနဲ့ဗောနော်မြုံမန်းထားတာထပ်တော့ပြိတ္တတွေ ်စီရောက်တာနည်းတာပေါ့နော်အဲ့လိုလေးဖြစ်ဖြစ်သွားတာပေါ့ဟုတ်ဒါမဲ့လည်းခုကိုကိုတော့လေအော်ဒါကိုရီပို့စူးစားရမယ်နောက်ဆိုလည်းပို့ပြီးအားစိုက်ထောက်ရမယ်ဆိုတဲ့စိတ်လေးပဲဟုတ်တွေးဖြစ်ပါတယ် ဆိုတာနုပညာတန်တန်လေးဆယ်စုနှစ်တခုကျော်လာပြီပေါ့နော်ဂျာမန်မှာလည်းဆိုအလိုနားတဲ့အချိန်လေးလည်းနည်းနည်းများသွားတဲ့ခါကျတော့လေတကယ်အလုံးလုံးတဲ့အချိန်ကျတော့အချိန်ကာလနည်းတယ်ပေါ့နော်ဂျာမန်မှာနားနားလိုက်တာနဲ့ပြီးတော့ခုနလိုကိုစီအခွင့်အရေးမရောက်လာတာမျိုးလေးလေပြီးတော့ဆိုလိုစ조사နေစေလူတွေမှာစုအမဲပြောနေကြစကားပေါ့နော်ကိုစီကိုအလိုအခွင့်အရေးတခုခုရောက်လာပေါ့အလိုအချိန်ကာလဆောင်ရတယ်ပေါ့နော်အဲရောက်လာတဲ့အချိန်ကာလမှာကိုလည်းခုနလိုကိုယ့်ရဲ့조사မှုလေးကိုယ့်အရေးချင်းလေးပြသဖို့အရေးကြီးရယ်ပေါ့နော်အဲ့လိုမျိုးစုလေဒါစုအကျိုးအကြောင်းတိုက်ဆိုင်တဲ့အခါကျတော့ ကိုယ့်ရဲ့လှုပ်ရှားမှုလေးတွေကိုယ့်ရဲ့အခြေချင်းလေးတွေပြဖို့အချိန်လေးရောက်လာတာပေါ့အဲဒါပထမဦးဆုံးကားလို့ဘာလို့ပြောလို့ရလဲဆိုတော့အရှင်းမဆုရိုက်ကူးခွင့်ရတဲ့ကားလေးတော့ရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့အခြေချင်းအပြေဟွာကိုစူးစမ်းခွင့်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့လုတ်ပိုင်ခွင့်တွေတိတ်မရထားဘူးပေါ့နော်ဒီကားလေးကတကယ်လည်းကိုယ့်ရဲ့လုတ်ပိုင်ခွင့်တွေအများကြီးပေးထားတယ်ပြီးတော့ကိုယ့်ရဲ့စက်ကောင်ဆိုင်ပြပြင်အောင်လည်းအများကြီးပတ်မိုးမှုတွေပေါ့နော် production ဘက်လည်းအများကြီးပတ်မိုးမှုတွေ make up အဝတ်အစားအလို့ နေရတောင်ပေါင်းဆောင်ပါဘောเนาะအများကြီးဆပ်လုပ်ပေးတဲ့ခါကျတော့ဆိုဒီကားလေးကိုလည်းအကုန်လုံးပေါ့အဲ့လိုအောင်မြင်မြင်လေးရိုက်ကူးခွင့်ရခဲ့ပါတယ်အကယ်ဒမီဆိုတာထက်လေအဲစုကိုရိုက်ထက်ဆိုဒီကားကြီးပေါ့เนาะဒီကားကြီးမှာလေဟိုဘယ်လိုပြောရမလဲတကယ်ဟိုအရင်ကလေးလည်းရှိရတယ်เนาะမြန်မာကားအရန်ကောင်းတဲ့မြန်မာကားတွေရှိရလေတကယ်မြန်မာမှုပတ်သက်တဲ့ဟာမျိုးတွေဟိုငငယ်ကလေးကြီးခဲ့ရလေတစ်ရှင်တို့ကားမျိုးလေးပေါ့เนาะအဲ့လိုတစ်ရှင်တို့ငယ်ကလေးကအဲ့လိုမျိုးလူကြီးတွေကားတွေမှာအရန်ကောင်းတဲ့ကားမျိုးတွေရှိရပေါ့เนาะဂျမ်းမှာအဲ့လိုမျိုးလေးအမ် တွေ့လိုက်မတွေ့လိုက်ပေါ့နော်တချို့ဟိုပော့ဘွားကားလေးလည်းတွေ့ရလေးများတဲ့ခါကြောက်လေဒီလိုမျိုးအဲ့လိုအထင်ကြီးရကားလေးတွေကအကြိုင်းနေမှာတစ်ခါပေါ်ပေါ်ပေါက်တာပေါ့နော်အဲ့ခါကြတော့ပြတော့အချိန်နဲ့ပေးရတာဟုတ်အဲ့ခါကြတော့ဒီကားလေးကိုအဲ့လိုမျိုးတစ်ခုခုလေးပေါ့နော်မှတ်တမ်းဟိုမှတ်တမ်းလေးလည်းဖြစ်အောင်ကိုယ့်အတွက်ကိုယ်ရဖွဲ့ရစူးစမ်းထားရတဲ့အတွက်ဟိုဘယ်လိုမှတ်တိုင်သဘောမျိုးလည်းဖြစ်အောင်ပေါ့နော်ဒီကားနဲ့ပတ်သက်ပြီးတော့အကယ်ဒမီရစီရှင်နေပေါ့နော်ဆိုရုပ်ရှင်စကားဖြစ်ဖြစ်ဒါရိုက်တာစုဝဲဖြစ်ဖြစ်ခုနကလိုပါဝင်တဲ့တိတ်ဆင်းလို့ဝိုင်းရင်ပေါ့နော်ကိုကျော်ထောင်းတို့အကုန်လုံးအတွက်အဲ့လိုမျိုးလေးပေါ့အဲ့လိုအကယ်ဒမီ နေဆိုတော့ရစေချင်တယ်ပေါ့နော်။ဟိုကိုကိုရိုင်းကကျတော့အများကြီးလိုပါသေးတယ်ဆိုဖြစ်နေကြတဲ့အတိုင်းပေါ့နော်။ဆိုအနေနဲ့ကကျတော့လူမျိုးအထင်ကြီးရဇာတ်ကားကြီးမှာပါဝင်ခွင့်ရတာအတွက်ကိုဆိုကအရန်ဝမ်းသာနေပေါ့နော်။ပြီးရနောက်တစ်ခုကကျတော့ ိုဒီမှာကိုစူးစမ်းတာလေးကိုအကောင်လုံးအတိအမှတ်ပြုကြရပါတော့စပြီးဒီ family show press show တွေစပြီးပြကြတယ်ကကိုရဲ့ဆရာသမားတွေကိုရဲ့အတိမိတ်ဆွေအကောင်လုံးအကောင်လုံးကဟိုခင်းဦးဖြစ်လိုက်တာခင်းဦးလေးတဘာဝကြားလိုက်တာဆိုရအတန်လေးကြားရတယ်ပေါ့နော်အဲ့အတွက်ကိုစုကအရန်ကိုဝမ်းသာပါတယ်မကုံလဲခုံယူပါတယ်ဟုတ်အဲ့အနေစုကဟိုကျေနပ်ပါတယ်စုတို့အခုဒီဇာကိုင်းလေးစုတို့ရုံတင်ပြီးသွားပြီပေါ့နော်စုတို့အကြည့်လိုက်ရတဲ့ပရိသတ်တွေရောအကြိုက်တွေ့ပါတယ်လို့စုကမျှော်လင့်ပါတယ်အကြိုက်တွေ့ပါစေလို့လည်းစုကဆုတောင်းပါတယ်တကယ်လို့မကြည့်ရသေးတဲ့သူတွေအတွက်တော့ပေါ့နော်စုတို့အဲ့လို production ကတခုဘာလေးပေါ့နော်စီစဉ်ပေးဖို့ မလဲအဲ့လိုမျိုးဆိုရလဲအဲ့လိုဇလန်းတွန်းလေးတစ်ခုခုပေါ့နော်အဲ့လိုလေးလဲပြောင်းစေခြင်းနဲ့အဲ့လိုမျိုးလေးပေါ့တစ်ခုခုအဲဘာအစည်းအဝေးလာမလဲဆိုတော့သူ့လဲစောင့်နေတယ်ပေါ့နော်ဟုတ်အားလုံးပဲအဲ့လိုမျိုးကြည့်ပေးကြတဲ့ပြည်သက်တွေအကုန်လုံးလဲဆိုတော့ကျေးဇူးအများကြီးတင်တဲ့အကြောင်းလေးပြောချင်ပါတယ်